ူများဘာတွေလှုပ်တယ်ဘာတွေမလှုပ်ဘူးဆိုတာကိုအလုတ်တစ်ခုကြီးလို့လှုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေအေးတဲ့သူများဆိုတာဒီနေရာမှာကိုဟာလွှဲရင်သူများပဲဆိုတာကိုလည်းပဲယူရှင်ရှင်နားလည်းဘူးလို့လည်းနော်သူများလို့ပြောတဲ့အခါကိုယ်ရင်ကလူတွေမပါဘူးလို့ထင်မှဆိုလို့တကယ်တမ်းကကိုယ်ရင်ကလူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ကြရတာအနည်းဆုံးလူကကိုယ်အရှုံနိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုဟာလွှဲရင်သူများပဲအဓိကသူများကိုဘေးရလူတွေကပို့ပြီးတော့သူများပဲလို့ နားလည်ဖို့လိုတယ်နော်အဲ့ဒါမြတ်စွာဘုရားစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလှုပ်တယ်ဘာတွေမလှုပ်ဘူးဆိုတာကိုမစင်သားနဲ့တဲ့သူသူဘာလှုပ်လှုပ်ပေါ့ဆိုလိုတာကအဲ့လိုဆိုရင်ဘာလှုပ်ရမှာတုံးဘာကိုစင်သားရမှာတုံးဘာကိုစင်ကြရမှာတုံးဆိုတော့အတ္တနောဝအဝခေယကတာဏိအကတာဏိစအတ္တနောဝမိမိဣတာလျင်ကတာဏိအကတာဏိစပြုတ်သောအမှုတို့ကို၎င်းအကတာဏိစမပြုတ်သောအမှုတို့ကို၎င်းအဝခေယစင်သားစင်ခြင်းတုံးတက်ရ၏တဲ့ မြားအကြောင်းမစင်းသားနဲ့ဒါနဲ့မစုအကြောင်းစင်းသားမှာတော့ဆိုတော့ကိုယ်အကြောင်းကိုစင်းသားအားလို့ပြောတာကိုယ်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ဆွအောင်လုပ်တာလဲတကယ်တမ်းအဓိကကကိုယ်ပဲဘသူမှကိုယ်လောက်ကိုယ်လာပြီးတော့လုံနိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ရှင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုယ်အကြောင်းကိုပဲစဉ်းစားကိုယ်အကြောင်းကိုပဲစဉ်းကျင်ကိုယ်အကြောင်းကိုပဲသုံးသပ်ရမယ်